ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစေဝင်စားပွဲထူးခြားစမ်းခြင်းကမ္မရဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်အောက်စီမျိုးလေးမှာပေါ်ဟောင်းကချစ်သူဖြစ်ခဲ့တော့ကောင်းမလေးနဲ့ပြန်လည်ဆုံတွေ့တော့ခါလို့မိရတဲ့စေဝင်စားပွဲထူးခြားစမ်းခြင်းကမ္မရဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစား နှาศင်ပါပေးကြပါအောင်ခင်ဗျာဒုတိယံပိတန်တရာလဲခြင်းလူလောကမှာမျောလိမထသောထူးခြားစံကျင်မှုများနဲ့ပြည့်နှက်လျက်ရှိပါတယ်အတိတ်ဘဝပြစ္ဆုတ်ပံဘဝရှိသလိုအနာဂတ်ကာလကလည်းရှိနေပါတယ်အတိတ်ဘဝမှာပြစ္ဆုတ်ပံဘဝမှာလူလာဖြစ်ပြီးတော့ပြန်လဲမှတ်ပြီးတော့လူဝင်စားများလည်းရှိတတ်ပါတယ်လူဝင်စားများဟာအတိတ်ဘဝဖြစ်စဉ်များကို ပြန်လဲတတိယတက်ပါတယ်ကျွန်တော်ကိုကျွန်တော်လူဝင်စားဖြစ်တယ်လို့လုံးဝတတိမထားမိပါအတိတ်ဘဝကဖြစ်စဉ်များကိုလည်းမှတ်မိခြင်းမရှိပါအောင်စီမျိုးလေးကိုရောက်တော့မှမိမိကိုလူဝင်စားဖြစ်တယ်လို့ပြောသူကပြောလာခဲ့ပါတယ်အောင်စီမျိုးကိုရောက်လာလိမ့်မယ်လို့တခါမှမထင်ခဲ့တော့လေရောက်လာခဲ့ရပါပြီအောင်စီမျိုးမှာမိမိချော်လေးမက်ကီတီနဲ့စုံစည်းရမယ်ကိုလည်းမတွေ့ခဲ့မိပါမက်ကီတီနဲ့မမျော်လင့်မဲ့တွေ့လိုက်ပြီးတဲ့နောက်မက်ကီတီက ကျွန်တော်ကိုဘဝဟောင်းကချစ်တူပါလို့ပြောလာတဲ့အခါစာရေးသူပွဲရတဲ့ခါမှာရန်ကုန်ရုံးချုံမှာအငွေတဲမန်နေဂျာယာတုကိုရခဲ့ပါတယ်အထက်လူကြီးများတာဝန်ပေးသည်မြောက်ရေးပွင့်အောင်ဆောင်ရွက်ပေးနိုင်ခဲ့သည့်ဖြင့်ဘဝသူမြောက်မြို့နယ်တည်တည်ပြောင်းရွှေ့သွားကြတော့လေစာရေးသူကတော့ရုံးချုံမှာသာကြံခဲ့ပါတယ်ဝန်ထမ်းတနေ့နေ့ကျော်တော့မှ နေကိုတွားရောက်ရန်အတွက်အကြောင်းပေါ်လာခဲ့တယ်တောင်ပေါ်မြို့လေးဖြစ်တဲ့အောင်စီမြို့မှာဒေသတာဝန်ခံ ဦးအောင်ထွန်းဟောင်းရန်ကုန်ကိုစီဝေးလာရောက်စဉ်ကားတိုက်ခင်ရလို့ပေါင်ကျိုးပြီးတော့ရေပေါင်းမြတ်စွာစေကုသမှုခံရတော့မှဖြစ်လို့အဲ့ဒီနေရာအတွက် လူစားရှာမရခင်ကျွန်တော်ကိုယာယီဆစ်လွှတ်ခြင်းဖြစ်ပါတယ်။ဒီနံဝေယူရေးကာလဖြစ်လို့ငွေကြေးထုတ်ယူရရှိရေးသတ်မှတ်ဒီနံဝေယူရရှိနိုင်ရေးအတွက်ချက်ချင်းတွားရောက်ရမှာဖြစ်ပါတယ်။ရုံချုံမောင်နှစ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်လို့လုပ်ငန်းရဲ့သဘာဝကိုသိရှိထားပြီးဖြစ်တော့လေလူကြီးများရဲ့ဩဝါဒကိုခံယူပြီး ဦးအောင်ထွန်းကိုစီရင်ဦးတော်ရောက်တွေ့ဆုံလို့လုပ်ငန်းချင်းတွေကိုလေ့လာကအဆဆအရာရာပြင်ဆင်ခဲ့ပြီးတော့အောင်စီမျိုးကိုထွက်ခဲ့ခြင်းဖြစ်ပါတယ်။ရန်ကုန်မှညဘာထွက်ခဲ့တော့မီယထာဟောင်းနောက်တစ်နေ့ညနေမှအောင်စီကိုရောက်ပါတယ်။အောင်စီမျိုးကိုမရောက်ခင်ဘူတာမှာဆင်းပြီးတော့ချောင်းရဲတဖက်ကန်ကိုကုတော့မှမြို့ကိုရောက်ပါတယ်။ဘူတာယုံကိုမီယထာစိုက်တာနဲ့ဂီးသမျှအလူရဲ့ဆင်းပြီးချောင်းကန်ပေါင်းကတိုစိမ့်မှလေးတမ်းမန်းများနဲ့ကုနေကြပါတယ်။ကျွန်တော်ဟောင်း တထားပေါ်မှာလူရှင်းတဲ့အထိစောင့်ပြီးတော့မှအေးဆေးစွာဆင်းခဲ့တယ်။လမ်းဆောင်ပူတာဖြစ်ပြီးစည်းဆိုင်များနဲ့စီကာနေပါတယ်။ကရိုးလေးများမှာခီးတဲ့များအလူရဲ့တနေကြတဲ့ဖြစ်လို့ရေမကူးတဲ့သောကျွန်တော်ကလူရှင်းတဲ့အထိစောင့်နေခဲ့တယ်။ကရိုးလေးဆောင်ရင်ညစာစားလိုက်ပါကလောက်တစ်ခုပြီးစီးမှဖြစ်လို့ထမင်းဆိုင်တစ်ဆိုင်မှာဝင်ပြီးညစာစားလိုက်ပါတယ်။ထမင်းစားပြီးတဲ့ခါမှာကန်းနာမှာလူရှင်းသွားခဲ့ပြီးတော့ကရိုးစိတ်ကိုဆင်းခဲ့ပါတယ်။ထွက်ရန်ပြင်ဆင်ထားသောကရိုးလေးပေါင်းပေါင်း ိမဝဝချင်းတူတော့ပစ္စည်းများနဲ့အတူထိုင်နေတာကိုတွေ့ရပါတယ်။ကျောင်းဆရာမလေးနှုတ်ကလည်းကျောင်းဆင်းလာပြီးတော့လေပေါ်ကိုတက်သွားပါတယ်။လာပါဆရာအခုထွက်တော့မှာပါ။ကတို့သမားကကျွန်တော်ကိုစောင့်ခေါ်နေပါတယ်။ကျွန်တော်လေပေါ်ကိုတက်ပါကချက်ချင်းထွက်မဲ့ပုံဖြစ်ပါတယ်။ကျွန်တော်လည်းပါလာတဲ့လက်ဆွဲကိုလေပေါ်ကိုတင်လိုက်ပြီးကတို့သမားရဲ့နှီးမကက်ပြီးတော့လေပေါ်ကိုတက်ခဲ့ပါတယ်။နောက်ထပ်လိုက်မဲ့သူကိုမတွေ့ရသဖြင့်လေကထွက်ခဲ့ပါတယ်။ညနေဆောင်ပိုင်းဖြစ်လို့ ချောင်းထဲမှာလှေရှင်နေပါတယ်။လမ်းရှင်းတစ်ပြင်လှေကရေလေကိုဖျက်လိုက်တယ်။ချောင်းရဲ့အလင်းမောင်းရေစည်းကတန်းနေတာကြောင့်လှေကိုထိမ့်လို့ခံနေပါတယ်။ချောင်းရဲ့လေကိုဖျက်လိုက်စမောင်းဆက်တဲ့ပေထောင်တစ်စီးကအရှင်ပြင်းစွာမောင်းနေလာတာကိုရုတ်တရက်တွေ့လဲရတယ်။ပေထောင်ဆက်တဲ့ရင်မောင်းချောင်းရုံးမှာလှရှင်းခြင်းဖြစ်လို့အရှင်မြင့်ပြီးတော့မောင်းလာခဲ့ရ။အနိကမဂရုလေကိုတွေ့လဲရတဲ့ပြင်လေကိုပွတ်ပြီးတော့ရှောင်းရင်ကြောက်တက်လိုက်ပါတယ်။ တို့လေးကလည်းပေထောင်တဲ့လွဲအောင်ကပ်ပြီးတော့ရှောင်လိုက်ရတယ်။နှစ်ဘက်စလုံးရှောင်ကြတော့လေလေဦးပြောက်ကိုပွတ်ပြီးတော့ထိလိုက်မိတယ်။ကျွန်တော်ကလေဦးမှာထိုင်နေသူဖြစ်အောင်ပေထောင်ကအရှင်းနဲ့တိုက်လိုက်တာနဲ့လေပေါ်မှာလွင့်ပြီးတော့ရေထဲကိုကျသွားခဲ့ပါတယ်။ရေထဲကျတော့ကိုသိလိုက်ရပြီးရေအောက်ထိရောက်သွားခဲ့ပါတယ်။ရေအောက်မှာတပန်းရေပေါ်ကိုပြင်ပြီးတော့ပေါ်လာခဲ့ပြန်နေ။ရေပေါ်ကိုရောက်လို့ကြည့်လိုက်တဲ့အခါမှာကတို့လီမောင်အတော်ဝေးဝေးကိုရောက်နေတာကို မြင်လဲရပါတယ်။ လေကိုတွေ့ပါကလေကိုဖတ်တွေ့မယ်လို့အားခေထားတော့လေအနည်းမှာဖတ်စီရဆွဲစီရမတွေ့သဖြင့်ရေထဲကိုပြန်လဲနှိမ့်မြုပ်သွားပြန်ပါတယ်ယခုဒီချိန်ရေနှိမ့်လိုက်ချိန်မှာတော့ပဇံများနားများမှာရေများဝင်လာပြီဖြစ်လို့ထူထူပူပူဖြစ်ပြီးတော့တည်ရတော့မယ့်အချိန်တွေကိုရောက်ခဲ့ရပါတယ်နောက်တစ်ချိန်ရေပေါ်ပြန်ပေါ်ချိန်မှာအင်းကြီးလေကုတ်ကိုတစုံတရာကဆွဲလိုက်ချင်းခံလဲရပါတယ်ဆွဲရကိုပါသွားရင်ချက်တော့ထောင်းနိုင်တဲ့မြေပြင်ကိုရောက်တော့မှ လူတူကဆွဲခေါ်သွားကြောင်းသိလျက်ရပါတယ်။ရေစက်ကိုရောက်တဲ့အထိဆွဲခေါ်သွားပြီးကံမော်ကိုရောက်မှကျွန်တော်ရဲ့ခနာကိုကိုသူ့ရဲ့ပခုံးမှာထမ်းပြီးတော့ရေမြပြန်အန်လောင်းလှုပ်ရှားပေးပါတယ်။ကျွန်တော်ရဲ့အစုပ်တွင်းမှာရေမြပြန်ထွက်လာရတော့မှအသက်ရှူချုံပြီးတော့တက်သားခဲ့တယ်။ကျွန်တော်ပုံမှန်ဖြစ်လို့အောက်ကိုချက်ကတဲလီတဲကိုခေါ်သွားခဲ့ပါတယ်။ယခုမှကုန်းပေါ်မှာလာကြည့်သူများနဲ့လူများဝိုင်းအောင်လာပါတယ်။ကဲစက်ကဲသူလူရွယ်ကမိပါတယ်။ အခုဘလို့နေသေးလဲဗျကောင်းတော်ပါပြီဗျရေထဲကျသွားခရေကသတိကမလစ်ဘူးဗျအားလုံးကိုသိနေတာကျေးဇူးတင်လိုက်တာဗျခမည်းတော်မကရင် ကျုပ်သိမှသိကြတယ်ဗျထို့စဉ်ကျွန်တော်ရဲ့လက်ဆွဲအိမ်နဲ့ပစ္စည်းတချို့ကိုသေယူလျက်လူနှစ်ယောက်ရောက်လာပါတယ်ဆရာဦးခင်မောင်ထွေးဟုတ်ပါတယ်နော်ဟုတ်ပါတယ်ခင်မောင်ထွေးပါဗျဆရာရောက်မယ်ဆိုလို့ ကျွန်တော်တို့နေတိုင်းမျောနေခဲ့ကြတာကျွန်တော်ကရုပ်အုံမောင်ညူပါကတုတ်လီဘော်ကဆရာရဲ့အိမ်မှာနာမည်တွေ့လို့ကျွန်တော်တို့ယူလာခဲ့တယ်ဆရာကိုကြေခဲ့တဲ့လူကလည်းကျွန်တော်တို့ရဲ့ရုံးဝင်နှမ်းမယ်လေမောင်မောင်လေးလို့ခေါ်ပါတယ်ဟေးမောင်မောင်လေးဒီမှာမင်းကြိလိုက်တာတို့ရဲ့မန်နေဂျာဥက္ကမောင်ထွေးဟာဦးညုံမောင်ကျွန်တော်ကိုပြောရင်းနဲ့မောင်မောင်လေးကိုပါဆက်ပြီးတော့ပြောလိုက်ပါတယ်ကျွန်တော်မောင်အံဟောမဆုံးအောင်ရှင်းနေပါတယ်မောင်မောင်လေးမောင်လေးလူရတူဖြစ်လို့အာရဝန်တော် လှရောက်နှုတ်ဆက်ပြန်ပါတယ်ကျွန်တော်ကဲလိုက်တဲ့လူကဆရာဖြစ်နေတော့တိုက်ဆိုင်လိုက်တာဆရာရဲ့ကဲဆရာရုံးကိုရှောက်သွားကြရအောင်လူတွေပုံများမလာခင်အမြင်သွားမှာဗျကျွန်တော်လည်းကုမမောင်လေးကို တွေ့ထိုင်ရင်လည်းကျေးဇူးတင်စကားပြောမိပြန်နေကျေးဇူးတင်ပါတယ်ကုမမောင်လေးရာကျွန်တော်မှကုမမောင်လေးပြီးတဲ့အသက်ပဲရှိပါတော့တယ်ဗျကုမမောင်လေးမှကျွန်တော်တဲ့အနေငယ်ငယ်ပုံရပြီးတော့ လူကျော်လူကန်တူဖြစ်ပါတယ်။ဘုံညိုတို့နှစ်ယောက်ကလည်းပြည်စီများတယ်လို့အချိန်ကနေသွားသဖြင့်နောက်ကနေစကားပြောရင်လိုက်ခဲ့ကြတယ်။ရုံကကန်နာမှာပဲရှိသဖြင့်ခဏနဲ့ရောက်ပါတယ်။ရုံရဲ့နောက်မှာ မန်နေဂျာနေရန်နှစ်ထပ်တိုက်ကလေးတလုံးရှိတယ်။ကျွန်တော်ကိုအဲ့ဒီအိမ်မော်နေရာချထားပေးပြီးတော့ဝန်ထမ်းများပြန်သွားကြပါတယ်။ဒီကုလုံးရေတွေရွှဲထားသဖြင့်ရေချိုးအဝေလေးလိုက်ပါတယ်မိမိနေရမယ့်အိမ်ကိုလှည့်ပတ်ကြည့်နေမိတယ်အိမ်မော တန်ရှင်းတရားနေပါတယ်အိခမ်းမောင်မွေရဆောင်ချင်းအောင်အသင်ရှင်နေပါတယ်အပြင်ကိုကြည့်လိုက်ရောအိခမ်းမောင်ဥညိုကိုတွေ့ရပါတယ်ဆရာရေချိုးပြီးရင်ညစာစားဖို့လောက်ခေါ်တာပါဟိုဘကန်းကညစာစားခဲ့ပြီးပြီဥညိုရနည်းနည်းလောက်တော့အထက်စားပါဦးဆရာရကျွန်တော်တို့ပြင်ဆင်ထားလို့ပါကျေးဇူးတင်ပါတယ်မစားနိုင်တော့လို့ပါဒါဆိုရင်းနှီးချမ်းတောက်ဖို့တော့လက်ခဲ့ပါဆရာတို့ကဒီနေ့လုံးဆရာတို့အချက်ပြုတ်ထားတော့အားနာဆရာလာပါဆရာရေနော် ကျွန်တော်မငင်းတာပဲဥညိုခေါ်ရနောက်ကိုလက်ခေရပါတယ်။သွားတဲ့အိမ်မှာမဝေးလာပါ။နှိမ်ကျော်မှရှိပါတယ်။ထမင်းဆိုင်ဖြစ်ပါတယ်။တော်ယခုကျွန်တော်တို့ပြင်ဆင်ထားဒီမှာထမင်းဆိုင်မှာမဟုတ်ပါ။အိမ်ပေါ်မှာထမင်းစားခန်းမှာတည်တံ့စီစဉ်ထားခြင်းဖြစ်ပါတယ်။အသက်20ခန့်အမျိုးသမီးတူက ကျိုးစိုးလျက်ရှိပါတယ်။အမျိုးသမီးရဲ့ရုပ်ရည်မှာအလွန့်ကို ထူးခြားလှပါနေပါတယ်။ရုပ်ရှင်မင်းသမီးတူကိုတွေ့လျက်သလိုချွန်မော့လှပါလို့နေပါတယ်။ ွေ့ဘူးသည်မြမင်္ဂလိများတယ်မောင်ယခုတွေ့ရသောမင်္ဂလိမောင်အချောဆုံးအလှဆုံးဖြစ်ကြောင်းဝန်ခံပါတယ်ဥညုကမိတ်ဆက်ပေးပါတယ်ဆရာ तू ကကေတီလို့ခေါ်ပါတယ်အင်းရှိမထမင်းဆိုင်ဖွင့်ထားတယ်ဒီမြို့မှာတော့လက်ရအကောင်းဆုံးပဲမြို့ကိုရောက်လာသည်မြဝန်ထမ်းများအဲဒီများကတော့ဒီဆိုင်မှဒီဆိုင်ပဲကျွန်တော်တို့ရုံးကရောက်လာသည်မြမနေဂျာတိုင်းလေးပြန်ပြောင်းသွားတဲ့အထိဒီဆိုင်မှာစားကြတာကြီးပဲရုံးကိုအဲ့တဲ့ရောက်ရင်လေဒီဆိုင်မှာပဲ ။နောက်ပြီးစားသမျှကိုလည်းဝန်ထမ်းတက်တာကကြောက်ခံတော့ဆရာတို့ပေးစရာမလိုပါဘူး။ဆရာပြန်ပြောင်းတဲ့အထိပေါ့ဆရာရဲ့။ဘာကီတီကစီနာနဲ့ပြင်ထားတော့နင်းနေလောက်တော့စားပါလားဆရာရဲ့။ဟုတ်ကဲ့ပါခင်ဗျ။ကျေးဇူးတင်ပါတယ်။နောက်နေ့ရစပြီးတော့စားမှာပါဗျ။ဒီနေ့တော့ဟိုဘက်ကန်ကစားခဲ့လို့ခွန့်လွတ်ပါ။ရင်းနှီးချင်းလောက်ရရင်တော့ပါပြီ။ကီတီဟောင်းတမင်ဝိုင်းကိုသိမ့်လိုက်ပြီးရင်းနှီးချင်းနဲ့လက်ဖက်တော့ချပေးပြီးတော့ရင်းနှီးချင်းမျိုးထည့်ပေးပါလိမ့်။ ဦးညိုကရင်းနှီးချင်းတစ်ခွက်တောက်ပြီးတဲ့နောက်နှုတ်ဆက်ထွက်သွားပါလိမ့်။ဆရာအေးစေးစေးတောက်ပါဦးကျွန်တော်ရုံးကိုသွားလိုက်အောင်မယ်။ကျွန်တော်ရင်းနှီးချင်းတောက်နေတော့ကိုကီတီကပြုံးပြီးတော့ကြည်နေပါလိမ့်။တသိန်းယောက်ျားတူနဲ့နှစ်ယောက်ထဲတွေ့ရပါကရှုတူရှင်းတာဖြစ်ရမယ်ဆောင်။ကီတီမောင်းဝဲကွာနေတော့ငွေချင်းကို ပြန်တွေ့လိုက်ရတယ်လို့လှိတ်လေးဝန်းတော့တင်းတင်းနေရှိနေပါလိမ့်။အကိုလေးကကိတိကိုမမှီဖို့မရဘူးနော်ကိတိကိုကြည့်ပါဦးလား ဗျာကျွန်တော်မှကေတီရဲ့စကားကြောင့်လန့်သွားမိတယ်ကေတီကယဉ်နေမှုပြနေတော့လေကေတီကိုမတွေ့ဘူးဒီမှာအတေးချဖြစ်တာကြောင့်ကျွန်တော်ကအော်တိုအော်တာဖြစ်နေွားတယ်အကိုလေးကတကယ်မမတ်မိတာပဲကေတီကတော့လေအကိုလေးကိုမြင်လိုက်တာနဲ့အကိုလေးမှတန်းတည်တယ်အကိုလေးကအရင်ဘွားကရုပ်တိုင်းပဲဘာမှမပြောလဲဘူးနောက်ပြီးအိမ်မက်မှာမကြခဏတွေ့နေရတော့မှတ်မိနေတာပေါ့ဒီနေ့အကိုလေးရောက်မယ်ဆိုတော့ ကတိကကြိုပြီးတော့တိနေတယ်လေဒါကြောင့်ကိုလေးကိုကြိုဆိုရတာပေါ့ကျွန်တော်မအံ့ဩလွင့်လို့ဘာမှမပြောနိုင်အောင်ရှိပါတယ်ကျွန်တော်ငိုင်းနေသလောက်ကတိကတော့တက်ကြွနေပါတယ်ကတိကဆက်ပြီးတော့ပြောတယ်အရင်ဘွားကအကိုလေးနဲ့ကတိတို့ကချစ်သူတွေလေအကိုလေးရဲ့နာမည်ကလေးနိုင်ကတိရဲ့နာမည်ကတော့ကတိပဲမိဘတွေသဘောမတူလို့နှစ်ယောက်သားလှေကလေးနဲ့ထွက်ပြေးတာနောက်ကလူတွေလိုက်လာလို့လွတ်အောင်ပြေးတာညဘက် လေမောက်ပြီးတော့တည်ခဲ့ရတာလေ KDD ဘွားကိုပြန်ရောက်တော့အဲ့ဒီဖြစ်ပျက်ဒီအလုံးကိုအမှတ်ရတယ်အကိုလေးလည်းလူပြန်ဖြစ်ပြီဆိုတော့အိမ်မက်ရတိရတယ်အိမ်မက်မှာအကိုလေးနဲ့မကြခဏတွေ့ရတယ်ဒီနေ့အကိုလေးရောက်မယ်ဆိုတော့အိမ်မက်ရလို့ KDD ကစောင့်ကြိုနေခဲ့တာပေါ့အကိုလေးနဲ့ဒီဘွားမှာပြန်လည်တွေ့ပြရစီလို့ဆူတောင်းခဲ့ရတာဒီကနေ့ဆူတောင်းပြီးတော့ KDD တိတ်ပြောတာပဲအကိုလေးပြန်ပြီးစဉ်းစားပါဦးပေါ်လာမှာပါ ဂေဒီကစဉ်းစားပါအောင်ဆိုတော့လေကျွန်တော်မှအော်ယုံကလွဲလို့ထူကြမလာခဲ့ပါကျွန်တော်ရဲ့ဘဝအစကလည်းပြီးပါမြတ်ကလူဝင်စားလို့ပြောတယ်မကြခဲ့ရပါကိုတိုင်လေအတိတ်ဘဝကိုလုံးဝတတိမရခဲ့ပါအရင်ဘဝကချစ်သူရှိကြောင်းယခုပထမဆုံးကြားခြင်းဖြစ်ပါတယ်ဂေဒီမှာဘဝဟောင်းရှိတာကို အမှန်ယုံကြည်နေသူဖြစ်ပါတယ်ဂေဒီကပြောတော့လေထူကြချက်ရှိမလားပါထူညာကဂေဒီနဲ့ညစင်နိုင်ကြတဲ့အထိစကားလက်ဆောင်ကြခဲ့ပါတယ် အရင်ဘွားကအကြောင်းများကိုကီတီကရွှင်ရွှင်ဝေအောင်ပြောနေတော့လေကျွန်တော်ဖို့ထူးခြားမလာခဲ့ပါမိတော်ဝင်ဖြစ်စဉ်ကီတီနဲ့ယခုလိုစကားပြောနေရတာကိုကျေနပ်နေမိပါတယ်ဒီလောက်ထိချုံမောလှပနေသူလေးနဲ့စကားလက်ဆုံးကြတာကိုဘယ်သူကမကျေနပ်ဖဲရှိပါမလဲကီတီပြောတာနားထောင်ရင်းနဲ့ပီတီဖြစ်နေရပါတယ်ဥညိုတစ်ခေါက်ပြန်လာပြီးနှုတ်ဆက်မှ ပြန်လာခဲ့ပါတယ်ကီတီနဲ့တွေ့လျက်ရသဖြင့်ညနေကတီဗီနဲ့ဂျုံခဲ့တာကိုတော့မေ့ပြောင်းနိုင်ခဲ့ပါတယ် အရင်ဘွားကရေမာတည်ခဲ့သူရင်းနဲ့ရေဆက်မကုန်ပါလားဆိုပြီးတွေးပြီးတော့ပြုံးမိပြန်သွားတယ်။အဲ့ဒီညကနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခဲ့ရပါတယ်။မနက်စောစောမှာဥညိုရောက်လာပါတယ်။ဥညိုကစေတိတ်ကလက်ဖက်ရည်ဆိုင်ကိုခေါ်လာသဖြင့်လက်ဖက်ရည်တောက်ရံအတွက်လိုက်လာခဲ့ပါတယ်။လက်ဖက်ရည်တောက်ရင်ဥညိုကစကားစာပါတယ်။ဆရာကေတီကကျွန်တော်တို့မှာပါဆရာ ကတိယမွေးစားကလေးကဘဝဟောင်းကအကြောင်းတွေကိုပြောလင်းလို့အလွင့်ရနေပါပြီ။သူဟာဘဝဟောင်းကချစ်သူကြောင်းအမြဲပြောပါတယ်။ချစ်သူကလည်းမကြခဏအိမ်မက်မကြောင်းပြောပါတယ်။မနေ့ကလည်းဆရာလာမယ်ဆိုတော့အိမ်မက်မက်လို့သူချက်ပြုံနေခဲ့တာတဲ့။သူပြောတော့ကျွန်တော်တို့ကမယုံခဲ့ဘူး။ဆရာတကယ်ရောက်လာတော့မှကျွန်တော်တို့အံ့ဩရတာ။ဆရာကရောကတိဘော်ကိုဘယ်လိုမြင်တော့ဗျ။ဒီမှာဦးညိုကတိလောက်ချုံမလှပါပြီတဘောတာပြေးွားတဲ့မိန်းကလေးက အတော့ကိုရှားမှာပါတချိန်မြုံနဲ့တသက်လုံးဆွဲမဆီရမင်းကလေးပါဗျာကျွန်တော်လည်းယောက်ျားပဲဗျာကေတီဘုံမှာตายရမိတာပေါ့ဒါပေမဲ့ပုံမလင်းလင်းပြောရရင်ဘဝဟောင်းရှိတယ်ဆိုတာအရင်ကလည်းမသိခဲ့ဘူးအခုလည်းစဉ်းစားလို့မရတော့အမှန်ပါပဲဗျာကေတီကိုလိုချင်တဲ့သူတွေကများပါတယ်ဒါပေမဲ့ကေတီကဘယ်သူ့ကိုမှလက်မခံဘူးတနေ့သူချစ်သူနဲ့ပြန်တွေ့ရမယ်လို့ယုံကြည်နေခဲ့တာဆရာရဲ့သူ့ဘဝမှာအဲ့ဒီချစ်သူကအထီးကပါပဲ ဲ့ဒီကရုပ်ကိစ္စများလုတ်ခဲ့ပါတယ်။နေလည်းမောင်းကေတီတို့ဆိုင်မှာ ထမင်းသွားစားပါတယ်။ကေတီကဂယုဒဆိုင်ရှိပါတော့လေ။ထမင်းစားသူများပြည့်ရှင်အောင်များပြနေတာကြောင့်အေးစေးစွာစကားပြောနိုင်ခဲ့ခြင်းမရှိပါ။ညဘက်မှာလူရှင်းချင်းရှင်နိုင်လောက်မှာတွားရောက်စားသဖြင့်ကေတီနဲ့နှစ်ယောက်တည်းလူလက်စွာစကားပြောရင်းနဲ့ထမင်းလက်ဆောင်စားရပါတယ်။နှစ်ယောက်အတူထမင်းစားသဖြင့်ကေတီမောင်းကလေးငယ်တယောက်တစ်ဖွဲ့ပြုံးမြူလျက်ရှိပါတယ်။ ကျွန်တော်ပါစိတ်ချမ်းသာနေရပါတယ်။ကီတီနဲ့တစ်သက်လုံးထမင်းစားခြင်းစိတ်မျိုးပေါ်ပေါက်လာခဲ့တာကိုဝန်ခံရမှာဖြစ်ပါတယ်။ကီတီနဲ့ဒီနေ့ထက်ဒီနေ့ရင်းနှီးခဲ့ကြပါတယ်။ကီတီကိုဆွဲလန်းလာမိဒီမှာငင်းကွယ်လို့မရပါဘူး။တော်တော့ကီတီကိုဆွဲလန်းခဲ့မိဒီမှာဘဝဟောင်းနဲ့ဆက်နွယ်ခြင်းမရှိဘူးလို့ထင်ပါတယ်။ကီတီကဘဝဟောင်းကိုယုံလို့ကျွန်တော်ပေါ်မှာတွေ့တာခဲ့တော့လေကျွန်တော်အဖို့မှာတော့ဘဝဟောင်းကိုလက်မခံလို့ပဲကီတီကိုသာဆွဲလန်းလို့နေပါတယ်။ ညစဉ်တိုင်းကီတီနဲ့စကားလက်ဆောင်ပြောပြခဲ့ကြတယ်ညစဉ်တိုင်းကျော်မရုံးကိုပြန်ဖြစ်ပါတယ်ထိုချင်းပြန်ခဲ့ရတော့လဲစကားကမဆုံးညင်သေးပါဘဝဉင်ကိုလေးထားသဖြင့်ကီတီကိုနှုတ်ဆက်လို့ပြန်ခဲ့ရခြင်းဖြစ်တယ်ကီတီကလည်းကျွန်တော်လိုပဲဖြစ်မယ်ထင်ပါတယ်ဒီနေ့မှကီတီကမိပါတယ်အခုလေအခုလိုကီတီနဲ့စကားတွေပြောပြတော့အတိတ်ကဘဝဟောင်းကိုနည်းနည်းလေးမှအမှတ်မရဘူးလား အမှန်တမ်းပြောရရင်အရင်ကဘဝအောင်ကိုလုံးဝသတိမရပါဘူးလက်ရှိအချိန်ရအလွန်ခင်မင်စရာကောင်းတဲ့ဂိတိကိုတော့ခင်မင်မိတာပါဂိတိကိုကျေးဇူးတင်ပါတယ်အလွန်နဲ့ခင်မင်ပါတယ်ဂိတိရဲ့ဂိတိကတော့ဝလီတယောက်ဘဝအောင်ကဖြစ်ဒီကို အမြဲတမ်းပြန်လဲအမှတ်ရလာပါသေးလို့ဆူတောင်းနေရတာကိဒီနဲ့ညစဉ်စကားပြောနေရတာကိုတက်တက်မိနေတော့မှမဟုတ်ပါဘူး။တညာလုံးပြောတော့လေစကားများက ိုနိုင်အမထင်မတသက်လုံးပြောရမယ်ဆိုတော့လေယူသွားမယ်မထင်မနေဘက်မှာမိမိတို့ရဲ့လှုပ်တာဝဲများကိုကြင်မွေအောင်ဆောင်ရွက်ပြီးညဘက်မှာတွေ့ဆုံရသည်မှာလေညှိငွေခြင်းမရှိကြပါညဘက်မှာလွတ်လပ်စွာပြောဆိုခွင့်ရသဖြင့်ညဘက်ရောက်ရန်တော့မျှော်လင့်နေမိပါသည်ကိတိကိုယ်တော်တနာစိတ်ဖြစ်ပေါ်မိသည်အတိတ်ဇာကြောင့်ကိုလုံးဝမသိရှိတဲ့ကျွန်တော်ကိုစိတ်ရှိရှိနဲ့စီယုံနေသည်မှာတနာစပွဲဖြစ်ပါတယ် ဒီမြို့မှာဒီမှာကိုလူလားသူများဝိုင်းဝိုင်းလည်နေတဲ့ချမ်းမှာကျွန်တော်ကအဆွေလန်ကြီးနေပုံမှာကယုဏသက်စရာဖြစ်ပါတယ်မိကလေးပြပြစောင့်ထင်းရမယ်တိတ်ခါကိုထင်းရင်လည်းကျွန်တော်ကိုစီယုံနေပုံမှာချီးကျူးစရာကောင်းလာပါတယ်တခါတည်းကဒီနန်ဝယ်ယူရေးတွေကျွန်တော်ကကိုမောင်မောင်လေးနဲ့တူကွင်ဆင်းရတဲ့အခါများရှိပါတယ်ကွင်ဆင်းရတဲ့နေ့မှာဂီတီကိုအားနာသဖြင့်ညစာဆိုင်ရန်အတွက်မဆောင်ရန် ကြိုတင်ပြောထားရပါတယ်ခရီးထွက်တိုင်း ကျွန်တော်တို့စားတော့လေးရှိပါတယ်ကျွန်တော်ကထုံးနေဖို့ကေဒီနဲ့တွေ့ရအောင်မကြိုးစားတော့လေးဒီဒီကကျွန်တော်နဲ့တွေ့ရင်တော့ကြိုးစားလေးရှိပါတယ်ကျွန်တော်ယုံကိုပြန်လဲရောက်ရှိတာနဲ့ကေဒီကလက်ဖက်အိုလေးတစ်လုံးနဲ့ရောက်လာပြီးယုံမှာစကားပြောခွင့်ရခဲ့ကြပါတယ်နေ့တိုင်းပြောနေကြတိုင်းညစင်နိုင်ကြိုတဲ့အထိစကားတွေပြောပြခဲ့ကြပါတယ်ကေဒီကကျွန်တော်ကို တနေ့မတွေ့ရရင်မနေနိုင်သလိုကျွန်တော်ကလည်းကေဒီကိုမမြင်ရမနေနိုင်အောင်ရှင်နေပါတယ် အမှန်ကိုဝန်ခံရသောကိတိကိုဆွေးလန်းနေပြီဖြစ်ပါတယ်။ကိတိကိုဖွင့်ပြောလိုက်မယ်ဆိုရင်ကိတိကအလင်းဝန်တာမကိုတည်တော်လေဖို့မပြောဘဲနဲ့တိတ်တခုချင်နေခဲ့မိပါတယ်။ကိတိကမင်းကလေးဖြစ်တဲ့အချိန်ယင်းနီအောင်လမ်းဖွင့်ပေးတဲ့ဖြင့်ရှောက်ရံအတွက်မခက်ခဲနိုင်ပါ။ကိတိကိုပြောရမောင်းဘဝဟောင်းကိုပြန်လဲတည်ရပါပြီလို့ပြောလိုက်ရုံသာရှိပါတယ်။နောက်ဆုံးမှာကိတိရဲ့မြတ်တော်ကိုရအောင်ယူရန်အတွက်ဆုံးဖြတ်လိုက်မိပါတယ်။ အဲ့ဒီနေ့ကကြည်ရွာကိုကွန်ဆင်ရအတွက်အရေးပေါ်လာခဲ့တယ်။ထိုကြည်ရွာကိုသွားရန်ကိုမမောင်လေးကိုရှာရပါတယ်။ကိုမမောင်လေးတာဝန်ယူထားသောရွာဖြစ်လို့ကိုမမောင်လေးပါမှာဖြစ်မယ်။စီအေးကြီးကိုကိုမမောင်လေးကိုခေါ်ပေးရန်ပြောခဲ့ရာခွင့်ယူထားကြောင်းတည်လဲရပါတယ်။ခွင့်ကဘယ်လောက်ယူထားတာတော့ပထမတော့စေရက်ယူတယ်ဆရာစေရက်ပြီးတော့နောက်ထပ်တစ်လခွင့်စာတည်ထားပါတယ်။ဘာကြောင့်ခွင့်နေတစ်လောက်ယူရတော့မြတ် ဆရာကိုယ်တိုင်မေးမှသိမှတင်နေဆရာအရင်ကတခါမှခွင့်မယူဘူးတဲ့လူကခွင့်နေဆက်ယူနေတာစမ်းနေကျွန်တော်တို့မေးလို့ရမှာမဟုတ်ဘူးဆရာကိုယ်တိုင်မေးစီချင်ပါတယ်ဘာအကြောင်းကိစ္စလို့ထင်းသလဲဗျဝန်ထမ်းတွေပြောနေကြတာကတော့ကိတိကြောင့်လို့ပြောကြတယ်ဗျကိတိကြောင့်ဟုတ်လားပြောပါဦးဗျကိတိနဲ့ပတ်သက်ပုံလေးဒီလိုပါဆရာကိုမောင်မောင်လေးနဲ့ကိတိကငယ်တငယ်ချင်းနေပါဆရာငယ်ငယ်ကလေးက တိတ်ကိုချစ်ကြတဲ့တငယ်ချင်းတွေပါအရေးကြီးတဲ့အချက်ကိုပြောရရင်တော့ကမောင်လေးကဒီနေ့မှကေတီရဲ့အချစ်ကိုရက်လိုက်မယ်လို့မျှော်လင့်နေတယ်လို့ကေတီကလည်းသူ့ရဲ့ဘဝအဟောင်းကချစ်သူကိုပဲမျှော်လင့်နေခဲ့တာကမောင်လေးပေါ်ဘယ်တော့မှပြောင်းလဲခြင်းမရှိခဲ့ပါဘူးဒါပေမဲ့ကမောင်လေးကမျှော်လင့်ချက်နဲ့အသက်ရှင်နေခဲ့ရတာဆရာရောက်လာပြီးကေတီနဲ့ယင်းနေရမြင်ရတော့ကမောင်လေးကအာရော့ပြီးတော့စိတ်ထက်ကြတာတွေ့ရပါတယ်လို့ဖော်ကံပဲဒီကအပိပိမဲ့မရတော့ဘူး တကယ်တော့ကိုမောင်မောင်လေးဟာလူတော်လူကောင်းတယောက်ပါဆရာဒီတော့ဝန်ထမ်းတွေကလည်းဆရာကပြောင်းပြပေးသေးခြင်းနဲ့ဆန်းတော့ရှိနေကြတယ်ဆရာကိုတောင်းပန်ပါတယ်ကိုမောင်မောင်လေးကိုအားပေးပြပါဆရာရဲ့အကံကြမ္မာကစံကြေလာပါတယ်ကေတီကကျွန်တော်ပေါ်မြတ်တာပို့ခဲ့တယ်လို့ကေတီပေါ်မြတ်တာပို့သူက ရှိနေပါတယ်ကိုမောင်မောင်လေးဟာလူတော်လူကောင်းတူဖြစ်ပါတယ်အချက်တွင်နေသူ့ဘဝကိုဇနီးနေမှသိလေရတယ် တကယ်တော့ကိုမမောင်လေးဟာကျွန်တော်ရဲ့အသက်သခင်ယေရှုရှင်ဖြစ်တယ်။အဖဖကကေတီနဲ့တင့်လျော်သူဖြစ်ပါတယ်။ကျွန်တော်ရောက်လာသဖြင့်သူ့ရဲ့မျိုးလင့်ချက်ပြက်ခဲ့ရတယ်။တကယ်လို့ကျွန်တော်သားရောက်မလာခဲ့ပါကကိုမမောင်လေးဟာကေတီကိုပိန်ဆိုင်နိုင်ခွင့်အပြည့်ရှိနေပါတယ်။ကိုမမောင်လေးကိုတွေ့အောင်ရှာရမယ်။သူရှိမဲ့တဲ့နေရာများကိုလူဖြန့်ပြီးတော့ရှာခဲ့ရအောင်။လေးရမျိုးနေမောင် ုမောင်မောင်လေးရောက်လာခဲ့ပါတယ်။ဆရာကျွန်တော်ကိုတွေ့ချင်လို့ဆိုကိုမောင်မောင်လေးကိုမတွေ့တာကြာလို့မေးတာပါ။နောက်တစ်ခုကကျွန်တော်ရန်ကုန်ရုံးချိုကိုသွားရင်ကိုမောင်မောင်လေးလိုက်ခဲ့ရမယ်နော်။ဟုတ်ဆရာရန်ကုန်ကိုဘယ်နေ့သွားမှာတုန်းဆရာ။နောက်၃ရက်ကြာရင်အစည်းအဝေးသွားဖို့ရှိတယ်။လိုက်ဖြစ်အောင်လိုက်ခဲ့ပါ။ဒီကနေ့ကစပြီးတော့ရုံးပြန်တက်ရမယ်နော်။ဟုတ်ဟုတ်ကဲ့ပါဆရာ။ရန်ကုန်သွားရင်တော့ပြင်ဆင်ရပါတယ်။ ိုအပ်မဲ့အစီအမံကိုပြုစုရင်တရုံလုံးသိအောင်တည်င်ပြန်လိုက်ရတယ်။ပဝင်ခြင်းကတိမောက်ကေတီကတိနိုင်မယ်။ဝန်ထမ်းများအလုံးရှုံနေသဖြင့်ကေတီတိလောက်ပြီးထင်ပါတယ်။ကေတီတိပြီးတော့စိတ်တည်ငြိမ်လောက်တော့မှနှုတ်ဆက်ရန်လွယ်ကူနိုင်မယ်။ကေတီကိုနှုတ်ဆက်ရတော့မယ်။ကေတီကိုတသက်စာနှုတ်ဆက်ရပြီးတော့မယ်။နောက်ဆုံးကေတီကိုနှုတ်ဆက်ခြင်းမှာအနားမှာကုမမောင်လေးကိုရှိသေးခြင်းလို့နောက်ဆုံးညညစာစာရမှာကုမမောင်လေးကိုပါဖိတ်ခေါ်ခဲ့ရပါတယ်။ ကိုမောင်မောင်လေးရဲ့ရှေ့မှာကေတိကိုနှုတ်ဆက်စကားပြောပါပါတယ်ကေတိမနေ့ပြန်ကိုမောင်မောင်လေးနဲ့တူရန်ကုန်ကိုသွားမှာကေတိမှားချရှိတာမှားလေမနေ့စောစောသွားမှာဖြစ်လို့တခါတည်းနှုတ်ဆက်ခဲ့ပါတယ်ကေတိမောင် အပြုံးမပြအောင်ဟန်ဆောင်ထားတော့လေမျက်နှာညှို့တော့ပါတယ်ဦးလင်းညိုပြောလို့အကူလေးရန်ကုန်သွားမှာကိုတိထားပါတယ်ကေတိကမေးခြင်းပေမဲ့မသွားဖြစ်ပါစေနဲ့လို့ ဆူတောင်းနေပြီလို့မမေ့ရတာပါကေတီရဲ့ဆူတောင်းကမပြည့်ခဲ့ဘူးပေါ့နော်ဟော်ဒီကမော်လေးကကျွန်တော်ရဲ့တပ်သခင်ကျေးဇူးရှင်ပါကေတီနောက်ပြီးအဖက်ဘက်ကပြည်စုံပြီးအောက်ကလောက်တဲ့သူပါကမော်လေးနဲ့တကယ်ချင်းဖြစ်ရတာကေတီတိတ်ကိုကန့်ကောင်းပါလေကမော်ပေါင်လေးကိုချီးကျူးနေတော့လေကေတီကစိတ်မဝင်စားဟန်နဲ့သူတိလိုရကိုတော့မေ့နေပါတယ်ဒါနဲ့အကိုလေးကဘလောက်ကြာမှာတော့လို့ အများဆုံးတစ်ဘက်ဘောဂေတိယကိုလေးဆက်ဆက်ပြန်လာမှာပါနော်တာဝန်နဲ့သွားရတာပါဂေတိတာဝန်ကြရာကိုပြန်လာမှာပေါ့ဂေတိတော့လွှမ်းချန်ရပြီပေါ့ဂေတိမောင်ကိုမောင်လေးရဲ့ရှေ့မှာဖြစ်လို့တက်ထက်ပို့ပြီးတော့မပြောတာပါလူလက်စွာ လွှမ်းခွင့်မရခဲ့ရှာပါအဲ့ဒီနည်းနဲ့ပဲနောက်ဆုံးညမောင်ဂေတိကိုတဘဝစာနှုတ်ဆက်ခရဝါးတယ်ထုံညမောင်ရင်တွင်မုံတိုင်းကြောင့်တညာလုံးအိမ်မရခဲ့ပါ မနက်၄နာရီကိုမောင်မောင်လေးရောက်လာတဲ့အခါအဆင်သင့်ဖြစ်နေခဲ့ပါတယ်။နှစ်ယောက်တော့ပူတော်ယုံကိုဆင်းခဲ့ကြတယ်။မနက်စောစောထွက်တဲ့ရထားနဲ့ရန်ကုန်ကိုထွက်ခဲ့ကြပါတယ်။ဒီမျိုးလေးကိုတော့လည်းကောင်းဝန်ထမ်းများကိုတော့လည်းကောင်းကေတီဘဝင်အလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။နောက်မှတဖန်ပြန်လဲရောက်ရမလွယ်သောဒေသကိုအပြီးပိုင်းနှုတ်ဆက်ရင်းနဲ့တန်ရုံးစဉ်ဖြစ်ခဲ့ရပါတယ်။တကယ်တော့ဒီမျိုးလေးကိုကျွန်တော်ရဲ့နေရာအတွက်လူစားရပြီးဖြစ်ပါတယ်။ ြောင်းရွှေ့ရန်ရုံးမိန်လေထွက်ပြီးသားဖြစ်ပါလေယခုရန်ကုန်ကိုလာခဲ့ခြင်းမောင်းထိုလူနဲ့အလုတ်လွဲရန်တာဖြစ်ပါလေအလုတ်လက်ခံမဲ့သူမလေးရင်းနေပြီးဖြစ်လို့အဆင်ပြေပါလေရုံးမောင်းအလုတ်လွဲရန်အလုံးစီစဉ်ခဲ့ပြီးဖြစ်လို့ထိုလူကိုကိုမောင်မောင်လေးနဲ့ပြန်ထည့်ပေးလိုက်ရုံနဲ့အလုံးပြီးစီပါလေပြီးရထားထွက်တာနဲ့ကိုမောင်လေးကိုပြောဆိုရပါလေကေတီနဲ့အတင်းတော်ဆုံးလူမောင်းကိုမောင်မောင်လေးသာဖြစ်ကြောင်းကေတီကိုတစ်သက်လုံးဆောင်းလျှောက်ပေးပါရန် မှာကြခဲ့ရပါတယ်။ဂေတီကိုပုံမှန်လေးလေးမပြောခဲ့ရတဲ့အတွက်တသက်လုံးဆွေးနေရပါတော့မယ်။ဂေတီကဘဝဟောင်းနဲ့မဆိုင်တော့လေတကယ့်ကိုချစ်ခင်မိပါတယ်။ဂေတီကိုတေတခုမြင်လို့ခဲ့ရတော့လေငယ်စဉ်ကလေးကမြေတားစင်းနဲ့ဆောင်းမြောင်းနေသူကိုကုမမောင်လေးကိုငေညာရပါတယ်။ကုမမောင်လေးကိုတဘောပေါအောင်မှားလိုက်ရတယ်။ဂေတီကိုနှုတ်မဆက်ဝင်တာကိုခွန့်လွတ်ပါတော့လို့သာပြောပါတော့မယ်။ကျွန်တော်ကိုလွမ်းနေပါမယ်လို့ ပြောခဲ့တော့ကိတိအတွက်တသက်လုံးလွမ်းနေပါသည်မကိတိစီဂျိုယောဂအတွက်ကျမ်းမာရေးစေလက်ဆောင်အောရှိပင်ကို လူတိုင်းသိပါတယ်အောရှိပင်ဟာအညာရီသားနဲ့မြေလက်ပိုင်းတို့မှာတဘာဝလျောက်ပေါရောက်ပါတယ်တတော်တချို့နေဝဲမြောင်းမှာဓမ္မတကာစိုက်ပျိုးထိန်းသိမ်းထားတာကိုလည်းတွေ့ရနိုင်ပါတယ်ကျွန်တော်ငယ်စဉ်ကအောရှိပင်တို့အစင်းကိုငပိဖုံနဲ့ တွတ်မြုပ်စားတာကိုဝါလို့ဝါမမသိအောင်ကြိတ်နေတတ်ခဲ့ပါလေယခုအသက်50အရွယ်ထိတဲ့အုံရှိရွေးနှုတ်ကိုမမုံနဲ့ကြိတ်နေတတ်နေသေးဖြစ်ပါလေအုံရှိပင်နေဟောင်းအမြင့်အတောင်ရေ20ကျော်ထိမြင်မတတ်ပြီးအပင်လက်မျိုးတွေမှာပါဝင်ပါလေအရွယ်နဲ့အသီးမဲ့ကိုစားသုံးကြပါလေအုံရှိပင်ရဲ့ထူးခြားချက်မှာထိုအပင်မှာအသီးတလုံးကိုမိဖို့တွေကိုထည့်ပြီးတော့ဖုတ်လိုက်မယ်ဆိုရင်အပင်မှာမှကျန်ရတော့အသီးမြတ်မှာကိုယ့်အ ြုတ်ရွေကုန်ခြင်းဖြစ်ပါတယ်။ကမ္မီယဆန်သောအပင်ဖြစ်ပါတယ်။စေတုံထူးခြားချက်ကတော့အုတ်ရှိရဟောင်းဇီဂျိုယောဂကိုပြုတ်ကင်းနိုင်စွမ်းရှိခြင်းဖြစ်ပါတယ်။အုတ်ရှိရကို လက်သုံးစုပ်ခန့်ခွေယူပြီးထညံ၅ချက်တောင်းရေမက်ခွက်၃ခွက်နဲ့တစ်ခွက်တင်ကျန်အောင်ပြုတ်ပြီးတနည်းတည်းသုံးချိန်ခွဲပြီးတော့တောက်ပါ။နောက်နေ့မှာဇီဂျိုစစ်ကြည့်ပါ။တည်တတ်တော့ဇီဂျိုကြာစင်းတက်တာနေတော့ကို တွေ့ကြရမှာဖြစ်ပါတယ်။တတပြောက်ကင်းသောစိတ်နေဖြစ်ပါတယ်။အောင်ရှိသည်မဲ့ကိုထညက်နဲ့ခေါ်ပြီးထညက်ကိုထူထောင်ပြီးအောင်ရှိသည်အမဲ့နဲ့ပေါက်ပြီးတော့စာပေပါကဝမ်းပျော့ပျော့သွားစေပါတယ်။ဝမ်းနဲ့စမြင်ကိုကြသည်ပြီးဝမ်းမှန်စေပါတယ်။ဟုတ်ကဲ့စိတ်ဝင်စားဖို့ဖြစ်ရမှန်ဇလန်းလေးနဲ့ကျမရေးဆက်လက်ဆောင်အစီအစဉ်လေးကိုအဆုံးထိလိုက်ပါအပြင်နားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။ စာတစ်ပုဒ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ရည်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံတော်လို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်လာ channel လေးကနေထူးခြားဆန်းကျင်းလှုပ်ဝါဆန်းကျင်းသဲတဲ့ရင်ဖို့ပရာလောကကံမီရော ရမတမုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေစမပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ